အင်းမောင်ကြအားလုံးကျမ်းပါသေးချမ်းသာပါသေးဘိုင်ရကုမြန်မာနဲ့တိုင်းသားတကြားလုံးအားလုံးပျော်ရွှင်ပါစေတောင်းကိုဘိုင်ရစုမကောင်းတောင်းပါတယ်ဗျာဒါဒီနေ့ကတော့24ရက်10လ2025ပေါ့နော်ဝန်နီးအားဒါမိုင်းလုံးပန်ဆန်းမှာခြေရမှာပဲထုသွားတဲ့အားမှာပလောင်လေး20ကျော်လောက်ထိုင်ရရတဲ့အချိန်မှာသူတို့ဟောတွေးတီလူအံ့နေတယ်ဆိုပြီးတော့မှသူတို့ရက်ကွက်ကနေမှအတန်ကြားလာတာကိုတွေ့ရတယ်နော်တောင်းတော့က အပလောင်တွေကိုတတော်လုံးကိုလိုက်ရှင်းနေတာတော့တွေ့ရတယ်တိုက်ပွဲတွေကအချို့နေရာမှာအနေကျအနေချင်းလေးတွေတိုက်တာတော့ကျွန်တော်တို့တွေ့ရတယ်အဲတီဘောဟိုမြို့ပြင်တွေမှာတွေ့ရတယ်ကြောင်မွေးမျိုးဆက်တွေမှာရွာဆက်တွေမှာတွေ့ရတယ်အဲအမှန်နဲ့အလောင်းလက်နဲ့တွေရတာကိုကျွန်တော်တွေ့ချင်တာပလောင်တွေကတော့အရှိတဲ့နေရာတွေကိုတောက်တော့ကတော့ဒါကြောင့်ဖြုံနေတာတော့ကျွန်တော်တို့ကြားသိရတာရှိတယ် နောက်ကျွန်တော်တို့ဒီမိုးကုတ်မှာဆိုလို့ချင်းတစ်ထုပ်လို့ရုံထဲမှာတစ်ထုပ်လို့ဒီထဲမှာရှိတဲ့ဂီတာဥယျာဉ်ထဲမှာတော့ဂီတာဥယျာဉ်ဆိုတာကာဝေးတိုင်းပေါ့ဗျာအဲဒီမှာတော့ပလောင်တွေကတော့နေတိုင်းတော့ပျော်ရွှင်ကားခုံးနေတယ်လို့ဆိုပြီးတော့အဲဒီဂီတာခံပြောတာတော့ကြားသိရတယ်တမလောင်ကအရေးကြီးမိပြီးတော့အဲကျွန်တော်မသိသေးဘူးနော်ဒီတော့ဒီတပိတ်ချင်းမှာလဲဗစ်ထုတဲ့ဇေယျကွဲမဲ့ဗစ်ထုတဲ့နေရာမှာလဲ PDF တွေက အခုကသူကဆေးရုပ်ဆေးကန်းတွေကတော်တော်ခတ်သွားပြီဆိုတော့အဲ့ဒီမှာဒဏ်ရာရတဲ့သူတွေတော်တော်များများကိုရှင်းမကူနိုင်သေးဘူးလို့လည်းသူတို့ website သူတို့စီပြောနေတဲ့အတန်တွေကိုကျွန်တော်တို့ကြားသိနေရတာရှိတယ်အခုကတောင်းတော်ကအာဒါဆိုဗေထုနေတဲ့ခါမှာသူတို့တွေကအာပြက်စီးတယ်ပဲပြက်ပြက်ပြက်ကုန်ညာတက်တည်တယ်သူတို့တက်တည်တယ်ပြက်ကုန်ပြီသူတို့ဖွဲ့စည်းပုံနဲ့ပြက်ကုန်တော့အာပြေးမိပြေးရပြေးစုမိစုရဆိုဆိုဟိုလိုကြကြနာမရှိတော့ဘဒိုင်ရန်ရတဲ့လူတွေကြောင့်လည်းမြေကြီးပေါ်မှာပြန့်ကျဲပြီးတော့မှ အဲဒါဆေးပိုက်တွေနဲ့တက်လို့တက်ဆေးတွေထိုးလို့ထိုးပေါ့ကျိုးတွေနဲ့ချုပ်လို့ချုပ်ပေါ့ဒါမျိုးတွေတော့တွေ့ရတယ်အဲတော်တော်ကိုသူတို့ PDF တွေလည်းပဲတော်တော်အနေဆိုးအခြေအခြေအနေဆိုးပါကြီးတို့ကျွန်တော်ကြားသိရတယ်ဒီကြားလည်းတချို့အလင်းဝင်တဲ့သူတွေလည်းတွေ့ရတယ်အလင်းဝင်တဲ့သူတွေလည်းမနေ့က၁၂ရက်လောက်ရှိတယ်အဲတွေ့ရတယ်ဆိုတော့အလင်းဝင်တဲ့သူတွေကတော့ဒါအေးချမ်းသွားပြီပေါ့သူတို့ကသူတို့တဘောသာသနာအေးချမ်းပြုလာမိသားစုနဲ့ပြောပြောဆွေးနွေးလို့ရပြီနော် ကုန်ပြီသားစုကုန်ကြီးကိုမတော်နဲ့ဒါဒီဆုံးဒီတဆုံးဒီတိုင်းဒါသမီးမြင်းမြင့်ဒီပျော်ပျော်ဝဲဝင်ပျော်ပါလို့ရပြီပျော်ဝဲဝင်လို့ရပြီတော်တဲ့နေ့မှာချိန်ခိုက်ခံပြီးတော့မှဟိုဟိုစစ်တပ်လာလိုက်ထွက်ပြေးလိုက်ပြန်ဝင်လာလိုက်စစ်တပ်လိုက်ထွက်ပြေးလိုက်နိုင်ဒီလိုဟာလေးလုပ်နေသူတွေကတော့အဲတည်ရင်တည်ရင်မတည်နေရဘလောက်နေရမလဲဒါပဲပြောရမှာเนาะကျွန်တော်တို့ကတော့အလင်းဝင်မှုတော့ကိုကျွန်တော်တို့ကမျှော်လင့်ပါတယ်ဒါတိုင်းမိနာနဲ့တွဲဖို့ကိုကျွန်တော်တို့ကဖိတ်ခေါ်ပါတယ်မျှော်လင့်ပါတယ် ပြီးတော့ဒီမတရားဘက်ဆိုလို့ချင်းမတရားအခြေခံမှာအခြေခံငလုံးပြွန်ရွာမှာလာအဲ့မှာတောင်းတော့ပွဲကားတော့မှာတော်တော်ကောင်းတဉ္ဇဏနန်းအဲကားလာအဲ့မှာလည်းမတရားအခြေခံမှာရှိတဲ့ PDF တွေကိုအကြံဖတ်တွေအပလောင်တွေကိုကျွန်တော်သိတာတွေ့ရတယ်နော်အလောင်းနက်နက်တွေရတယ်သူတို့သိတာတွေ့ရတယ်ပြီးတော့အဲတပြေလှလို့ ွဲကြရွာတကီလာရွာတို့ကျွဲကြရွာတို့နောက်တစ်ခါစိတ်တာရွာတို့အတမောအကောင်လုံးထိချုပ်ပြီးသားဖြစ်တယ်။အဲ့ရနဲ့အထိုင်စခန်းနေပြီးမှတောက်လျှောက်လိုက်ပြီးတော့ရှင်းနေတုတ်တင်နေတာကိုအကြံဖက်တွေကိုရှင်းနေတုတ်တင်နေတာကိုကျွန်တော်တွေ့ရတယ်။အခုမှဆိုလို့ရှင်ဝက်လက်တို့အရာတော်တို့စခိုင်းစခိုင်းတို့အဲ့အိမ်ရတဲ့အကောင်လုံးကိုတောက်လျှောက်စကြောင်းထိုးတယ်ဖဲထိုးတယ်ရှင်းနေတယ်အချို့နေရာတွေမှာတော်တော်များများအတောင်တော်ကအထိန်သိမ့်ပြီးတော့ထိန်ချုပ်ပြီးတော့ဖြစ်တဲ့ချိုးနေရာတွေကတော့ကြံသေးတယ် နော်ဒီမြင်းကြံတိုးကြီးတောင်သာဘက်တော့အဲကြံသေးတယ်ပေါ့ကြံသေးတယ်တိုက်တော့တိုက်နေပါပဲနေတိုင်းတနေ့မှမနာဘဲနဲ့အဲတိုက်နေတာတော့ကျွန်တော်တို့အနေနဲ့တွေးရှိရတာရှိတယ်ပြီးတော့ဒီစလင်းကြီးဘက်မှာဆိုတော့ကျေပေါကရာကျွရအဲဖောင်ကရာကျေးရပေါ့အဲ့မှာအရာဖစ်ထုတာကနော်ဖောင်ကရာကျွရမှာအဖစ်ထုတယ်အဲဖစ်ထုတဲ့ချိန်မှာအဲတော်တော်အကြမ်းဖက်တွေတည်ကြတယ်အဲ့ကျွရမှာလည်းပွဲတွေကတယ်ဖောင်ကရာကျွရမှာပွဲကတယ်အဲဖစ်တွေထုတယ်တည်ကြတယ် အရာတော့ဒီဘက်တောင်ချမ်းမှာဆိုလားဖိတိပြန်ထူတယ်ဖိတိထူတယ်အဲ့ဒီမှာလည်းတေကြတာကျွန်တော်တွေ့ရတယ်အကြံဖက်တွေတောက်ချောက်တင်နေတဲ့နေရာလေးတွေပြောတာပြီးတော့ရင်းမမဲ့ခိုင်စနေကြီးမှာဆိုလည်းပဲဒါတော်တော်အဆုံးတုပ်ဖြစ်တယ်။နောက်ဆိုတော့ကျွန်တော်ရင်းမမဲ့ခိုင်ကဒီကံကောတို့ပါလဲကံကောလားကံကောတို့မိုးကြိုးပြင်ကြေးရွာတို့မက်စတိကံတို့အဲ့ဒီမှာလည်းရတယ်နေမီရှင်းနေပြီးသားလည်းဖြစ်တယ်။နေမီလည်းရှင်းနေပြီးသားနေမီကလည်းရရှိပြီးသားဖြစ်တယ်။နော် ပြီးတော့အိုင်ရနေပြီးမှဝမီးရွာလာအဲ့ဒီကိုလည်းလက်နဲ့ကြည့်နေတဲ့အကြံဖတ်ဒီနေရာတွေကိုပြစ်ခတ်ရှင်းနေတော့အကြံဖတ်တွေအဲ့ဒီမှာတော်တော်သေးကြတယ်လို့လည်းကျွန်တော်တို့ကြားသိရတယ်အဲပြီးတော့သူတို့ကဈေးဒဏ်ရာရရှိသွားတဲ့သူတွေကလည်းစိတ်ကူတာမှုတော်တော်ခက်ခဲဖြစ်နေရင်ဆိုင်နေရတယ်လို့ပြောတယ်အဲတချို့ကတော့မြန်ဟဲ့ဥဇော်ဝေဆိုရမြောက်စီကိုလမ်းညွှန်ကြပါဘာအဲ့လိုပဲကလေးတမှုရဲ့ဒီအာရှလိုင်းကတော့ ကလေးရဲ့တမွေအချနိုင်ရတာကျွန်တော်တို့ပွင့်ပြီဗျပွင့်သွားပြီဆိုတာဘာဖြစ်လို့လဲဆိုတော့တမ်လောက်ကအဲ့နေရာကိုစုံမှုပြီးသွားပြီလို့ကျွန်တော်တို့ကြားသိရအားလုံးထိတ်ချုပ်ပြီးသားလို့ကြားသိရတယ်ကလေးရဲ့တမွေအချနိုင်တဲ့စတောင်းတို့ရှင်းနေတာအားလုံးထိတ်ချုပ်ပြီးသွားပြီလို့ကျွန်တော်ကြားသိရတယ်ဒီတမှုဆိုတဲ့နမတာမှာနမတာမှာတမလောက်ကအဲတပွဲကတယ်ဗျာနမတာမှာပွဲကတယ်နောက်တစ်ခုကြတော့ဒီဘက်အဲတက်ခဲ့အထိုင်ကဒီဘက်ပန်သာမှာတက်ကအထိုင်ရှိတယ်တန်ထိုင်ကပန်သာမှာရှိတယ်နမတာမှာပွဲတွေကနေတယ် ဒီခံပတ်ပတ်ဆိုရမယ်နာမည်တွေရှင်းလို့တောင်းတော့ကအတော်များများနေနေရရရှိသွားပြီဖြစ်တယ်။ဒဇယ်ဘက်တဲ့နာမည်ရှင်းနေအဲဒဇယ်ဘက်တဲ့တော့ဝမ်းမီဟိုနာမည်ဟိုဘယ်လိုရလဲဆိုနာမည်ရှင်းနေဒီဝမ်းမီဝမ်းမီတဲ့အိမ်မှာဖောင်ကတာတို့အဲထန်တော်ကြီးတို့မိုးကြိုးပြင်းတို့အဲအကြဖတ်တွေကိုတောက်လျှောက်ရှင်းနေနေတာကိုလည်းဒီနေ့လည်းကြားသိရတာဖြစ်တယ်။နော်အဲတတော်လုံးနာမည်ရှင်းနေတယ်။စကိုင်းဘက်တဲ့လည်းပဲဒီမြောင်မြောင်ဘက်မှာဆိုလည်းပဲဒါ အပတ်ချလဲပါအမြောင်ရဲစကန်းအဲ့စကန်းရဲ့ပတ်ချလဲတွေတောက်ချောက်ကိုလည်းဒီနေ့လည်းနေမိလိုက်ရှင်းနေတယ်အကြဘတ်တွေနဲ့ထိတွေ့မှုဖြစ်တယ်နော်ထိတွေ့မှုဖြစ်တဲ့အကြဘတ်တွေအဲတလောင်းတည်တဲ့လူကဆွက်ခေါ်သွားတယ်ပေါ့နော်လက်မြင်ရတာပဲသူတို့ဘက်ကပြောပြတာရှိတယ်သူတို့တော့အလောင်းတော့မကောက်ရဘူးပေါ့ပြီးတော့မကွေးပေါက်မှဆိုလို့ရှိရင်ကြောက်ထိတ်ရွာရှိတယ်ကြောက်ထိတ်ရွာမှာအဲအနီးတစ်ဝိုင်းမှာပွဲကားတယ်တမလောက52တယ်52တော့အဲ့မှာပေါက် PDF တွေတော်တော်များများတည်တယ်လို့ကြားသိရတာရှိတယ် ော်ဟီတာရှိဘက်ဟီတာရှိဘက်ဆိုလို့ရှိရင်စစ်တောင်းမြင့်ကဟိုဘက်အဲအရှိဘက်ကမ်းကြမှာပေါ့အဲ့မှာဒီနေ့ဆိုစက်တက်လေးကြီးနဲ့ပါမော်တာတွေနဲ့ဂျိုင်ကော်ရာတွေနဲ့ကောင်းကောင်းဟိုဘုံနဲ့ကျဲတယ်အပေါ်ကစက်တက်တက်နဲ့ပြတယ်အကြံဘက်တွေပြည်တယ်ပြည်တဲ့နောက်ကိုလာပြီးစက်တက်တက်နဲ့ပြတ်တာကိုကျွန်တော်တို့တွေ့ရတယ်အခုကတော့အကြံဘက်ကိုကြာကြာနာနာချိန်မုန်းနေတာကိုဟိုချိန်မုန်းနေတာကိုကျွန်တော်တွေ့ရတယ်မင်းလာဘက်လည်းပွဲကားတယ်ဒီတပတ်တကားမှလည်းဒီနေ့လည်းပွဲထက်ကားတယ်တမောကဒါ ဟိုဘယ်လိုပြောမလဲဆိုတော့အပီးရမရတဲ့ဒီတိုင်းမှာထဲမှာလည်းအပီးဒါအဲ့အနီးမှာပွဲကားပြီးနေနေရှင်းနေပေါ့ကနေနေရှင်းနေကြမှာတပ်မဘက်ကအလောင်းလက်နဲ့တွေရရှိတာရှိတယ်လေဗရန်ဘက်မှာလည်းပဲနေမြေရှင်းတာရှိတယ်တဲချောင်းဘက်မှာလည်းပဲပွဲကနေအတောင်းတော်ဘက်ကဒီရတယ်ရတယ်ဟိုအကျန်းဖက်ကလက်နက်ဒီဟေးအလောင်းတွေရရှိတာရှိတယ်နောက်ဒီဘက်မှာဆိုလို့စွန့်လို့စင်ဒီမော့ဆိုနဲ့ဖလူဆိုနဲ့ ဒီလမ်းပိုင်းတွေမှာလည်းပဲတောက်လျှောက်အဲဒီအဲကောဘရာရဟိုဘက်အထက်တွေမှာလည်းပဲဒါတိုက်ပွဲတွေပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေတယ်။အဲဒီမှာဟိုလူပြူကောင်းတွေတောင်မှဒါတည်ကြတယ်။လူပြူကောင်းတွေပြည်တော်ကိုဆွဲခွန်သွားကြတယ်လို့ဒါကြားသိရတာရှိတယ်။သူတို့မှာက drone တော့အာကိုတယ်တောင်လဘက်ကဒီဘက်က drone ငင်အားကောက်ကောင်းနဲ့ဖိမှန်ဆိုတော့ဒီကောင်ဒီ KNDF တွေမကြခင်ဘဝပြက်မယ်အခုလည်းတော်တော်အသေးဆိုးနဲ့တော်တော်တည်နေကြတာလည်းကြားသိရတာရှိတယ်။နောက်ကွန်ကရစ်ဘက်ကိုပြောမယ်ဆိုရင်ကွန်ကရစ်မှာ အာတီဖို့ဆိုင်ရွာမှာဒါဒီနေ့ဆိုလို့ရှင်ဖိရီထူတာမှာအလုံးကြီးမနေဘူးကြဘလောက်တော့ထူတိုင်းမသိဘူးအမုံကိုကျွေးတာအမုံကိုကျွေးတာအဲဒီနေ့ဖိထူတက်ကလည်းပဲတော်တော်ပွဲကြံ့နေလို့ကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်။နောက်ရခိုင်ဘက်ကိုပြောမှဆိုရခိုင်မှာကဒီ6-3လုံးပွိုက်ခုံတောင်းတော်လည်းကပြန်လည်ထိန်းသိမ်းဖို့အတွက်ကဒါဒုစစ်စစ်တိုက်ခိုက်နေတာကိုကြားသိရတယ်။အဲနောက်ပြီးတော့ ဒီနိုင်ငံပြူအောင်ကောင်းတော့ရေခဲပဲအားလုံးအေးဆေးပဲဘာမှအကြောင်းလည်းမရှိဆက်ဆက်ယူဘောက်ကကြတော့အာဒါပွဲကရတယ်အထပ်ပြေးတယ်အေးဒီတည်တယ်ဒီလောက်ပဲရှိတယ်နော်ဒီလောက်ပဲရှိတယ်နောက်အေးဘာမှကြတော့ဘာမှပြဿနာရှိတယ်ဆိုရခိုင်နဲ့ဘင်္ဂလားဒေ့နယ်စပ်မှာပွဲကရတယ်ပွဲကရတော့အဲ့မှာနှစ်ဖက်လုံးအတည်များတယ်ဘင်္ဂလားဒေ့ဘက်ကအာစာတွေလည်းတည်တယ်အေးတွေလည်းတည်တာများတယ်ပြီးတော့အေးကသူတို့ ဟိုထန်းလျှောက်ခံရွာမှာသူရွာလုံးကျဟိုမွန်ဆနေနေကိုတတ်လိုက်တာရှိတယ်။ရွာလုံးကျမီးရှို့ပြီးတတ်လိုက်တဲ့ဟာကိုအခုကအေးအေးဒီဘက်ကနေမှာဗာပြန်လုပ်ပေးတယ်ဆိုအိမ်ကြီးပြန်ဆောက်ခိုင်းတယ်။အိမ်ဆောက်ပေးတယ်ပေါ့ဗျာ။အိမ်ဆောက်ပေးတဲ့ဒေသခံမွန်ဆနေနေသူပြန်လာနေအောင်ဟိုကုလသမဂ္ဂလာရောက်ထိရှိမယ်ဆိုလို့ရှင်လည်းသူတို့ပြလို့ရအောင်ဆိုတဲ့ပုံစံမျိုးအိမ်အလုံးတရာကြော်ဆောင်မယ်လို့ဒါကျွန်တော်တို့ကြားသိရတာရှိတယ်။အဲကုလသမဂ္ဂဆဲမယ်ဆိုဒီဘက်ကအဲသူတို့ရဲ့တကောင်စင်းနဲ့ဘာညာဟေ့ အေးစစ်လိုက်လို့ရှင်လူမျိုးနဲ့နိုင်ငံနဲ့ခေါ်လိုက်လို့ရှင်သူတို့သေးတာကြေးတာသူတို့တတ်တာဖြစ်တာကြီးပေါ်မှာပေါ့ဘာလို့ပဲပြောအေးရတော့အချက်တဲတိနဲ့ရင်ဆိုင်နေရပြီဒီတမ်းတော်ကတောက်ချောင်းလည်းပဲဒီကွာရဲ့တန်တွဲရဲ့ဂျာမန်ရှိနေတဲ့အဲစခန်းတွေကိုအေးစုဝဲမှုနေရာတွေကိုနေနေတယ်များပြက်ခတ်နေတာတွေ့တယ်နော်ပြီးတော့ကြောက်ပြပါမှလည်းပဲအဲနေမြေရှင်းနေတာကိုတော့တွေ့ရတယ် ပိုင်ပိုင်နိုင်နိုင်တော့ဘေတော့လောက်စားတိုက်မယ်ဆိုတာလည်းပဲကျွန်တော်တို့မျှော်လင့်နေစောင့်ကြည့်နေအားလုံးကျမ်းမာစေကြောင်းဟိုးဆုမကောင်းတောင်းပါလိုက်ဗျာအားလုံးလို့လာပြပါစေနော်